ဦးစင်းတို့ကအကုန်လုံးပြောရင်လည်းမကောင်းဘူးဗျာတခါလေကြတော့ခင်ဗျားတို့ကအကုန်လုံးပြောပြအကုန်လုံးနေရာတကာပြောနေလားအဲ့လောက်ထိတည်နေလားအဲ့လောက်ထိတက်နေလားတဲ့ဦးစင်းတို့စီကအဲ့ဒီပြည်သူတွေအားလုံးအားလုံးပဲမင်္ဂလာပါခင်ဗျာနေယူတဲ channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာတတင်းမြောက်ပေါ်အမြဲတမ်းတင်ဆက်ပေးနေတာအကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်ခင်ဗျာအဲ့မှ25ဖြစ်ပါတယ်ဗျာ တတိကျော်ရဲ့ခြံရောက်တဲ့အချိန်လေးပေါ့နော်ခြံရောက်တဲ့အချိန်လေးမှာဒါအခဏနားနေတဲ့အချိန်လေးမှာပဲတထိုးကြီးမင်းကြံတောင်းတာကြာပြောချင်ပါလေကြဒါဟိုတလောကဥစဉ်ဝလူစခန်းနဲ့ပတ်သက်ပြီးမှတုတ်တက်သွားတာလေးလေအားလုံးလဲကြားရမယ်ထင်ပါတယ်ဗျာနော်ဝလူစခန်းဆိုတာကတထိုးကြီးရဲ့ မြို့ဝင်ဘက်ရွာယူနစ်အဲဝလူရွာကအင်ဂျီ1000လောက်ရှိတယ်ဗျာနော်ဒီဝလူစခန်းကြီးမဖြစ်ခင်မှာဒီလိုကြီးမိုဘိုင်းမိုဘိုင်းခင်မှာလဲဝလူစခန်းဆိုတာဒီရွာရဲ့ရွာရဲ့ဆွင်ပေါ့ဗျာရွာရဲ့ထိတ်ပေါ့အမရဲဘော်တွေဈေးတို့ရဲဘော်တို့ရောဈေးတော့ဝယ်တယ်ဒါဈေးခုမဖြစ်ခင်တော့ဈေးတော့ဝယ်တဲ့အခါမှာလဲဈေးထဲမှာအဲ့လိုပဲ PDF တွေက ရဲဆက်ဆက်တက်ပြီးမှဒါခူးဆဲဝက်ဆဲလို့ဆွဲပြီးမှရဲဆက်တက်ပြထားလဲခင်ဗျားတို့ဒါကြတိမှာပဲဗျာနော်အဲ့တော့ခင်ဗျားတို့ကရွာနာမှာကြောက်လို့ရွာထီမှာကြောက်လို့ရွာခမ်းမှာကြောက်လို့ဆိုတဲ့ကောင်းပါလေကောင်းပါလေဒီလိုမေတ္တာတရားကြီးမှတော့လဲနော်ကောင်းပါလေဘာပြောပြောပေါ့နော်ဦးဇင်းတို့ကကောင်းပါလေကောင်းနာကိုလူတွေကတော့ပိဆက်တာတော့ကိုလူတွေကတော့ပိဆက်တာတော့ဒါအလုံးကြားတဲ့အတိုင်းပဲပေါ့ဗျာနော်အလုံးကြားတဲ့အတိုင်းပဲ ော့ဦးဇင်းတို့ပြောချင်တာကနထိုးကြီးမြင်းကြမှာဆိုရင်လည်းပြည်သူစစ်အားကောင်းလို့တာဒါခန္ဓာယုံရှိနေရနော်ဒီစစ်တိုင်းမှုချုပ်ကြီးကိုယ်တိုင်ကလည်းမြင်းကြမှာကွက်ကဲနေရလည်းရှိတယ်နော်ကွက်ကဲနေရလည်းရှိတယ်ဒါနောက်တစ်ခုကမြင်းကြမှာကွက်ကွက်နေရာလည်းရှိရလို့ဒီစတိုင်းမှုကြုတ်ရဲ့ဒီလူရဲ့စိတ်ကဘာတစ်ခုကောင်းသွားလဲဆိုတော့အောက်ကတင်ပြတာသူလက်ခံတယ် အောင်းနဲ့သူတိုင်ပင်းပြီးမှလှုပ်တယ်ဒါအမှန်ကန်တဲ့စကားပဲတွက်ကိုစတိုင်းမှုကြုံမကလို့ဘာသူပဲဖြစ်ဖြစ်နေဗျာငါမြင့်ငါဆိုင်စကားရရငါငါပြောရလို့လို့ငါလို့တော့လို့ဆိုတဲ့ပုံစံမျိုးသူမှဒီနယ်မကျွမ်းကျင်တာလေဗျာမကျွမ်းကျင်ဘူးလေမကျွမ်းကျင်တော့သူကအောက်ကတင်ပြတော့လဲလက်ခံနေသူကနဲ့အကုန်လုံးချိန်နေချိန်ပြီးမှသူကတိုင်ပင်းပြီးမှလှုပ်တော့လှုပ်တော့မြင့်ကြအောင်သူတို့တွေဘလို့မှတိုးလို့မရအောင်မြင့်ကြမှာဘလို့မှတိုးလို့မရအောင်တိုးတဲ့တိုင်းလဲသူတို့တွေမตาပေါ်ရတာပဲဒီကျမ်းဖက်တရားနော်ဒါညင်ညွချင်းစီလုံးချင်းပဲဦးစင်းတော့ပြောချင်ပါတယ်ဗျာနော် အဲ့တော့ဦးဇင်းတို့နထိုးကြီးဆိုလဲဒီတိုက်မဲ့မိသီလာမှာပြည်သူစစ်တီရှိတယ်မိသီလာမှာလည်းပြည်သူစစ်တီရှိတယ်အဲ့တော့မိသီလာပြည်သူစစ်ရှိတယ်ခေါင်းဆောင်တယောက်ဆိုရင်ဒါစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှဝေဖန်လို့ဒီတက်ကိုပြောလို့ဆိုပြီးမှဒါ905နဲ့ဆွဲခံထားရတယ်နော်မလုံးတင်တဲ့အရာတွေပေါ့နော်အချင်းချင်းပြအမင်းဒီလိုမလုံးနဲ့ဒီလိုမလုံးနဲ့ခေါ်ဆုံးမှပြီးတဲ့အရာတွေဒါ905နဲ့ဆွဲပလိုက်တယ်နော်ဒီဟာတွေကမဟုတ်ဘူးလားဆိုတော့လေသူ့မှာတက်တိထောက်ထားသူ့မှာပြောစရာတွေရှိဒါနဲ့သူက အဲတက်တိထောက်ထားတယ်ပြပိုင်ခွင့်မပေးနိုင်ဘူးเนาะတကယ်လို့အမှန်တရားတွေချပြမယ်ဟုတ်ပြီရွာဒီမာကြီးပတ်စံကောက်ထားတယ်ရှိတယ်ရွာဒီမာဟွာရှိရတယ်ချပြန်ဘာလို့မှလဲဘလို့ရေးယူမှလဲလို့ပြန်မေးရမယ်ခင်စိုက်နေရပို့ဗျာเนาะထားပါအဲ့တော့မဲကြီးလာမှလဲပြည်သူစစ်တီရှိတယ်ပြည်သူစစ်တီမှာဒီနေထိုးကြီးတွေပဲမှာဘလို့တုံးချဘလို့အလုံးချတဲ့ဘလို့တုံးမလဲဘလူးစခန်းလို့နေရာမှာအင်အားလို့ဒီပြည်သူစစ်တီနဲ့ဘလို့တွဲမလဲဘလို့တုံးမလဲဆိုတော့ခဏတို့မှာဒီလိုပဲစဉ်းစားတဲ့အာရော ရှေ့လာလို့တော့မင်းကွန်းထုတ်ရမလို့ဥစဉ်တော့ပြန်ဖြစ်နေပြန်နော်တကယ်လို့ဒါဒီတိုင်းပြစ်ထားမယ်ဒီတိုင်းလွတ်ထားမယ်ဆိုလို့ရှိရင်နေထိုးရွက်ဖြစ်ဖြစ်တောင်တာတို့ဘယ်ဘက်ချို့ရွာရွက်ဖြစ်ဖြစ်ဒါအကုန်လုံးကတောင်တာတို့နေထိုးကြီးတို့မြင်းကြံလောက်ပဲနော်ကြံတဲ့ရွာတွေမှာအကုန်လုံးက PDF တွေအကုန်ရောက်နေအကုန်လုံးကြီးစိုးလို့ဖြစ်သွားပြီဖြစ်သွားပြီအာအာကောင်းတဲ့အနေအထားတစ်ခုဖြစ်သွားတယ် PDF တွေတော်လို့မဟုတ်ကိုယ့်ဘက်ကညံ့လို့ တင်ပြတယ်ကိုယ့်ဘက်ကအသုံးမကျလို့ကိုယ့်ဘက်ကတင်ပြတဲ့အရာတွေဟိုဟာတိုင်းတိုင်းမင်းမင်းမလုပ်တဲ့အရာတွေအာဒီထောက်ပံ့အမယ်ဟာတွေလိုအပ်ချက်တွေပံ့ပိုးရမယ်ဟာတွေကိုချိန်မပံ့ပိုးနိုင်မချိန်မလုပ်မပေးနိုင်လုပ်မပေးနိုင်အဲ့လိုခင်ဗျားတို့ကအမှန်တရားပြောလို့ရှိရင်ခင်ဗျားတို့ကလက်မခံဘူးမကြိုက်ဘူး မကြိုက်ဘူးနော်အဲ့လိုအမှန်တိုင်းပြောကိုဖုန်းကြီးကဖုန်းကြီးရဲ့လုံမလို့ဘူးဖုန်းကြီးကအဲ့ရဲ့အလုံးနဲ့ဘာဆိုင်မဆိုင်မှန်းလည်းတည်တယ်မလုံးကိုနဲ့မပြောတင်မှန်းလည်းတည်တယ်ပြောလိုက်ရင်အပြည့်ဖြစ်မှန်းလည်းတည်တယ်နေတာကြီးဆိုရလည်းတည်တယ်အကိုကကိုမနေနိုင်တာခဲ့နေရကိုကကိုဒီတိုင်းနဲ့ကိုတိုင်းပြည်ကိုလူမျိုးကိုဘကဟာကိုငင်းချမ်းမှုကိုကိုကမမြန်ကြီးငင်းချစေချင်တယ်ဗျာအေးချစေချင်တယ်ဗျာနကောကလိုပဲဗျာရွာသူရွာတွေမှာအေးချမ်းချမ်းနဲ့ဟုတ်လားကိုလေယာသီးနဲ့နန်းစဘာအကုန်လုံးဒါမျိုးလေးဖွင့်ပြတော့မြင်ချင်လို့ ဓာတ်ရောင်တာကိုကပြောနေရတာဒီလိုမြင်ချင်တယ်ဆိုရလဲဒီအကျန်းဖက်တွေမရှိမှငင်းချမ်းမှအေးချမ်းမှငင်းချမ်းမှအေးချမ်းမှပဲရှိတာအဲ့တော့အကျန်းဖက်ကိုမနှိမ်နှင်းလို့မရအောင်နှိမ်နှင်းရမယ်အကျန်းဖက်ကိုနှိမ်နှင်းမှုဆိုရင်စီးလုံးမှုညင်ညွတ်မှုအောက်ကတင်ပြတဲ့ရာကိုလည်းလက်ခံမှုတော့လိုတယ်ဥပမာစေချောင်းထိုးတယ်ခုဝလူရောင်စေချောင်းထိုးတယ်ဗျဝလူရဲစကောင်စေချောင်းထိုးတယ်ဘယ်နှစ်ရက်ရှိပြီလဲတနေ့ရက်ရှိတယ်စေချောင်းထိုးတာလာတာဘယ်နှစ်ရက်လောက်ရှိသွားပြီလဲရောက်ပြီလားရောက်ပြီလား ာမျိုးတွေရှိတယ်။ကြောက်ပြီလားပဲမေးရမှာပဲ။မလူစခန်းဆိုတော့ငโกကလေးကဈေးတဲ့သွားဈေးတဲ့ဈေးသွားဝယ်တယ်အသက်ခံရတယ်။ဒါမျိုးတွေ။ဦးစင်းတို့ကအကုန်လုံးပြောရင်လည်းမကောင်းဘူးဗျာ။ဒါခါလိုက်ကြတော့ခင်ဗျားတို့ကအကုန်လုံးပြောပြအကုန်လုံးနေရာတကာပြောနေလားအဲ့လောက်ထိတိနေလားအဲ့လောက်ထိတက်နေလားတဲ့ဦးစင်းတို့စီကအဲ့ဒီပြည်သူတွေအားလုံးတည်င်းပို့တယ် ဒီရှေ့တန်းမှာဆိုလဲရှေ့တန်းမှာဥစဉ်တို့သူတရင်ပို့တယ်ဥစဉ်တို့ကခမားတို့ကိုအမှန်တရားတွေကိုချပြနေရအဲ့တော့အောက်ခြေမှာစီစီလောလောညင်ညွတ်လိုအပ်ချက်တွေကိုပံ့ပိုးနိုင်မှုအရေးကြီးတယ်ဥစဉ်တို့ပေါ့မြုံနယ်ပေါ့မြုံနယ်မှာဆိုလဲထုံနီးတူစွာပဲဒီရိတ်ခါတွေပို့ပါလားခမားနှစ်နှစ်လောက်ရိတ်ခါပြန်နေအောင်တပတ်ဆောင်လောက်ပို့ယူနေရဗျာဘယ်အဆင်ပြေပါမလဲဟုတ်လားဒီရင်တန်းနေပါရင်ကြကြာနာစကြောင်းထိုးမယ်ကြကြာနာလှုပ်ဆောင်မယ်ကြကြာနာစီစီလောလောလှုပ်မယ်ဒါပဲလှုပ်ရမယ့်အရာတွေက အဲ့တော့ဥစဉ်ပြောချင်တာကဒီပြည်သူစေရွာတွေလိုအပ်ချက်ရရိခါပန်ဖို့ဘယ်နဲ့နဲ့ခရိုင်နေပန်ဖို့ပေးရမယ်လုံလောက်စွာဥစဉ်တို့ကဲ့ဗျာဒါကဥစဉ်တို့ဟိုဟာဆိုလို့ရှိရင်ကဲဥစဉ်တို့ကိုကိုစုရွာဆိုတာတစ်နှစ်လောက်ထိုင်စားလို့ရပါ යි ကိုကိုစုပတ္တသပြည်သူစေရွာဆိုရင်ရေပန်သားမှာတစ်နှစ်လောက်စားရရတော့အေးစစ်ချမ်းသာတာတိုက်နိုင်တယ်ရန်လူလည်းစစ်ချမ်းသာတာတို့တွေချနိုင်တယ်ဟိုရိခါတစ်နှစ်လောက်ရှိနေတာဗောဗျာ တနစ်စာလောက်ရသွားတဲ့အတွက်ကြောင့်ကျန်တဲ့ယူရီလည်းဒိုနီတူဆိုရိုက်ခါကိုငားလာသွားတနစ်စာတော့လုံလောက်လောက်တိမ်မပန်ဖို့နိုင်ရင်အဆင်ပြေတဲ့ကြောင်းလေးကိုဦးစင်းတို့ကဒါလေးကိုလည်းတင်ပြခြင်းဖြစ်ပါလေနော်အဲ့တော့ဦးစင်းတို့ရဲ့လုံးတက်ချက်တွေဦးစင်းတို့ရဲ့တင်ပြချက်တွေကခင်ဗျားတို့အတွက်ထိခိုက်ခြင်းထိခိုက်မဲ့နင့်နာခြင်းနင့်နာမဲ့ဒါဦးစင်းတို့ကတော့ဒါနဲ့ကိုပြောတဲ့အမှန်တရားဆိုတော့တော့တခါကြီးတို့တည်စေခြင်းနဲ့ပြည်သူစစ်တွေကိုလိုအပ်တယ်လို့နော်ပန်ဖို့မှုလိုအပ်ကြကြနာထောက်ပံ့ပြီးမှ ပြည်သူစစ်တွေကိုတိုင်းပြည်အတွက်တုံးတက်လို့ရှင်တော်တော်ကြီးထိရောက်တယ်ဆိုတာလေးပဲပြောချင်တာပါဗျာအားလုံးတော်ပါပဲဗျာ